င်္ဂလာပါညီကိုတို့နောက်တူတီဖုတ်ဘော official page ကနေကြိုဆိုပါတယ်ဒီနေ့ video လေးကတော့ Damon နဲ့ Greedo ရဲ့ပွဲကိုပွဲချုပ်ခံမှန်းပြလုပ်ပြီးသားမဲ့ video လေးပဲဖြစ်ပါတယ်မနေ့ညကကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ Georgia Bori အဆင်ပြေခဲ့တယ်အဲ2-0နဲ့ပြီးသွားတယ်ဆိုတော့ကြောင့်မလို့ကျွန်တော်တို့90ရာခိုင်နှုန်း နိုင်ရခဲ့တယ်အပေါင်းထွက်ခဲ့လို့ပြောလို့ရတယ်လက်ရှိနိုင်ငံပွဲတွေမှာတော့ကျွန်တော်ဒီပွဲကြိုခံမန်းနဲ့ FMB tip ကအတူတူပဲပေါ့လေနိုင်ငံပွဲစဉ်ကာလမှာတော့ကျွန်တော်ဒီပွဲကိုပဲ FMB tip ဖြစ်နေအနေဖြင့်ပြတာဖြစ်ပါတယ်ကျွန်တော်စီမှာ1.8နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထွက်လို့တာတွေလုပ်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram သို့မဟုတ် Fiber ကိုလာခဲ့ပြီပါဖိတ်ခေါ်ပါတယ်ခင်ဗျဆိုတော့ဒိမန်နဲ့ Greek ပွဲကြိုခံမန်းလေးစလိုက်ရအောင်အာဒီနေ့ပွဲရဲ့ပုတ်ကြီးက မနက်ကြီးနေ့လယ်ကြီးညနေကြီးအပြောင်းလဲသိပ်မရှိဘူးဒိမတ်ဘက်ကအင်ကွင်းရကန်အမယ်ခြေပိထားတာကတလုံး40အနိုင်ခြေပိထားတယ်ကိုပေါင်းကြီးက3လုံး60အနိုင်ဆိုတော့ပြန်ပြပြောမယ်ဆိုရင်တော့ဒိမတ်ကတလုံး60အနိုင်နဲ့နှလုံးအရှုံးကိုပြောလို့ရတာပေါ့လေပေါက်ကြီးကဆိုတော့တခုရှိတာကဒိမတ်ကလက်ရှိမှာအဆင့်တင်းနဲ့ယက်တီနေတယ်ပေးကိုမရှိသေးဘူးတိုက်စစ်ကလည်းပရန်နီဘာ9ရတယ်အဆင့်ပြေနေရဆိုတဲ့အနေထားမျိုးအင်ကွင်းမှာကန်အမှာပထမဒီဘွဲမှာကျွန်တော်ဒိမတ်အင်ကွင်းဖြစ်နေရအကြောင်းမလို့ဒိမတ်ကိုကျွန်တော်ကြိုက်မိတယ် နိုင်မယ်လို့ကျွန်တော်ယုံကြည်မိတယ်ပေါ့လေဒါပေမဲ့ဂရိဘက်ကိုပြန်လေးလာကြည့်တဲ့အခါမှာဆိုရင်ပရမတကြော့တုံးကဂရိအင်ကွန်းမာတုံးကဒိမက်က390ဆိုတဲ့ရလက်နဲ့ခြေစွမ်းလုံးဝအตาကြီးနဲ့ကိုအနိုင်ယူထားတယ်ဆိုလက်ရှိမှာဂရိရဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်သူ့အနေနဲ့နောက်တစ်ဆင့်တက်ချင်တယ်ကပါဖလားခြေစမ်းပွဲကိုအဆင့်နှစ်လောက်နဲ့ပဲဖြစ်ဖြစ်ဝင်ကျင်နေဆိုရင်ဒီနေ့ပွဲကိုမဖြစ်မနေအနိုင်ယူဖို့လိုတယ်တည်တမတ်ဆိုရင်တော့မှသူ့တော့က တော်တော်လေးကိုရုံးကန်ရအောင်မှအဆင်မပြေတော့သေးဘူးဆိုတော့ဖွင့်ဆော့ဖို့လိုနေရဆိုတဲ့အနေအထားမျိုးပေါ့လေအာဒါကိုသူတို့အနေနဲ့အရှိပွဲမှာဖြစ်တဲ့ Scotland နဲ့ပွဲမှာ Greek ရဲ့ခြေစွမ်းကအဝေးကွင်းရကန်ရပြီးတော့ဖွင့်ဆော့ခဲ့တယ်တိုက်စစ်ကတော်တော်လေးကိုအင်တိုက်အားတိုင်းနဲ့ဆော့တယ်တိုးတဲဘောလုံးကန်သွင်းမှုတွေဂိုးပေါချင်းချောင်းမှုတွေ Scotland ထက်တောင်ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်ဒါပေမဲ့အဲ့လိုဖွင့်ဆော့တဲ့ရလက်အနေနဲ့ဆိုရင်တော့အာတုံးကိုပြန်ပြေးလိုက်ရတာပေါ့လေ Scotland က3-2ဆိုတဲ့ရလက်နဲ့အနိုင်ယူသွားတယ်ဒါပေမဲ့ဂိုးကန်သွင်းမှုတွေချင်းချောင်းမှုတွေတိုက်စစ် အပြည့်မှုတွေမှာ greek ကပို့ပြီးတော့ကောင်းခဲ့တယ်ဆိုတော့ greek ကိုလေ့လာကြည့်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အာဒီအရှိဒီကမ္ဘာပလာခြေစမ်းပွဲမတိုင်ခင်အရှိမာဒီကန်ခဲ့တဲ့ပြိုင်ပွဲတွေမှာဆိုရင်လည်းမဆိုးဘူးပေါ့နော်အသင်းကြီးကိုခံခံနိုင်စွမ်းရှိတယ်တိုက်စစ်ကောင်းတယ်ဂူးပြန်ပေးရဆိုတဲ့အနေအထားမျိုးတွေရှိတယ်အာလက်ရှိမှာသူအုပ်စုတွင်းမှာကန်ခဲ့တဲ့အနေအထားတွေမှာလည်းဂူးသွင်းဂူးပေးအနေအထားမျိုးတွေပဲပေါ့လေဒါကြောင့်မို့လို့ကျွန်တော်ကတော့ပရမဒိမတ်ကိုကြိုက်တယ်ဆိုပေမဲ့မဖြစ်မနေဂရိက အနိုင်ယူဖို့အနိုင်သုံးဘက်အတွက်ဖွင့်ဆော့ဖို့လူနေရာဆိုတော့တကြောင်မလို့ဂရိသာတကူရသွားရင်ဒိမက်ကလည်းတကူရဖို့ဆိုတာက easy ပဲဒါကြောင်မလို့ဒီနေ့ပွဲကကျွန်တော်ကတော့နှစ်သင်းလုံးဂိုးသွင်းနိုင်တဲ့အနေအထားမျိုးတွေမြင်နေမိတယ်အဲတကူတကူဆိုတဲ့အနေအထားမျိုးကနေစပြီးတော့ကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင်မလို့ဒီနေ့ပွဲမှာကျွန်တော်ကတော့ဂိုးပေါ်ကိုသဘောကျရတယ် ထမဒိမက်ဘော်ဒီကြိုက်တာဗောလေဒိမက်ကိုကျွန်တော်ပေးမယ်ဒိမက်နိုင်မယ်လို့ခံမှန်းမိပြင်မဲ့လေတကယ်လည်းပြန်စဉ်းစားကြည့်တဲ့အခါမှာဒိမက်ကနှစ်ကိုမပြတ်လောက်ဘူးလို့ကျွန်တော်ခံစားမိနိုင်ခဲ့ရင်တော့မှတခိုးအသာလောက်နဲ့ပဲနိုင်မယ်လို့ထင်တယ်ဗောလေပောက်ကြီးကတော့တလုံး40အနိုင်ဆိုတော့နှစ်ကိုလောက်ပြတ်ဖို့တော့ခက်မှထင်တယ်လက်ရှိမှာဂရီးကလည်းပုံစံကောင်းအဲရနိုင်ရလို့ပြောလို့ရတယ်အရင်ဆိုရနေနေထားမျိုးမဟုတ်ဘူးဆိုတဲ့ကြောင့်မလို့ဂရိကပြန်ပြီးတော့ခံကန်နိုင်မှာပဲဒါကြောင့်မလို့ဒီနေ့ပွဲမှာကျွန်တော်နှစ်သင်းစလုံးကိုသွင်းနိုင်မယ်လို့ခံမှန်းမိဒါကြောင့်ဒီနေ့ပွဲ ဒိမန်နဲ့ green ရဲ့ပွဲမှာပွဲချုပ်ခံမှာကျွန်တော်ရဲ့အချိုက်ကတော့ဂိုးပွဲဖြစ်ပါတယ်ခင်ဗျာ။ရဲ့အထင်မြင်ကိုလည်း comment မှာရေးကြလို့ရတယ်။ comment မှာကျွန်တော်ရဲ့ Telegram channel link လေးခြားထားပြီးပါမယ်။ Telegram channel တဲကိုလည်း join လုပ်ရပါတယ်။ဒါကတော့နှစ်ဆမောင်းလွန်ခဲ့တဲ့ နှစ်ရက်ကကျွန်တော်တင်ခဲ့တဲ့နှစ်ဆမောင်းပေါ့လေ၃ရက်အပေါင်းပြီးတော့တွဲထားရဆိုတဲ့မောင်းပထမဆုံးတစ်ရက်မှာကာစစ်စတန်ပွဲအနိုင်ရခဲ့တယ်မနေ့ကပေါ်တူဂီပွဲနောက်ဆုံးမနေ့မှာတကူးရလို့ကျွန်တော်ကံကောင်းပါတယ်ပေါ့လေဆိုတော့နှစ်ပွဲနိုင်သွားပြီဒီနေ့ညနှစ်ပွဲကျန်ပါမယ်ဆမာရီနိုပွဲရဲ့ခရိရှားပွဲအဲ့ဒီနှစ်ပွဲသာနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နှစ်ဆမောင်းအနိုင်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်၅ချိန်မြောက် ိလုပ်ထားတဲ့9ရက်မြောက်နှစ်ဆမောင်းပေါ့လေဆိုတော့ကြောင့်မလို့အာနိုင်ဖို့ရကလုံး chance လေးတော်တော်လေးများပါတယ်ဆိုတော့နောက်နေ့ကျရင်လည်းနှစ်ဆမောင်းလေးတင်ပြပါမယ်နှစ်ဆမောင်းလေးလိုက်ဆွဲကြည့်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းပါစေအဆင်ပြေပါစေ good luck ပါဗျာ